ကျွန်တော်တို့ရဲ့ logo ချော် channel ကိုအမြဲတစေဆောင်းမြော်ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့မှာတော့အချင်းကြကနိုင်ငံခေါင်းဆောင်နှုတ်ကိုအဂတိလိုက်စားသူတွေလို့ပြောင်ပြောင်နေနေဆွဆွဲပြောဆိုခဲ့တဲ့တသက်ခိုင်ကျွေးတွေရှိလို့လာမယ့်ရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်မရဘူးလို့သိရပြီလိုင်းမောင်ကလည်းလူတိုင်းကိုပတ်ဆင်းနေတဲ့မတ်ပတ်ဆဲလို့နှိတ်ကွတာခံရဘူးသူမိဘကြီးကိုထောင်ကြအောင်ကြောက်ချဘူးသူဝင်းမုံရွှေကိုလည်းငါးလောက်တော့မလှဘူးလို့ပြောခဲ့ဘူးသူသမီးစိုးလေးစိမ့်မှာဖမ်းမိပြီးနောက် သတင်းစာနာတော်ထွက်မလာပဲပျောက်ချင်းမလားပျောက်နေတဲ့သတင်းနဲ့မဲဆောင်မှာတိတ်တိတ်လေးဘတ်သိန်း20နဲ့အိမ်ခိုးဝယ်ထားတဲ့မြောင်ခေါ်ဇီးနွယ်ကြောင်းဖော်ကောင်ပန်းညွန့်လောက်လာတဲ့မတ်ပန်ဆယ်လိုသတင်းတို့ကိုတင်ဆက်ပေးပါရစေဘောမလို့ပြောကြရတာမနာကြောင်းဘောဆက်မအောင်မေဆိုတဲ့တက်တက်ခိုင်လာမဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်မရဘူးလို့သိရပါတယ်ဒီသတင်းကိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်က BBC ကိုတရားဝင်အတည်ပြုပြောကြားခဲ့တာပါဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကကြီးနဲ့ညီဆွနေလို့ပါတဲ့ ဒီပုံမှာရှေ့ခါကြီးမှာဘာပြောထားလဲဆိုတော့ကိုစလေလောင်းဟာနိုင်ငံတော်နဲ့ပုဂ္ဂလိကတော့မသိမ့်လျော်တဲ့ပေးရတာဝန်တွေကင်းရှင်းသူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။တသက်ခါ68 resident အင်အားစီမံကိန်းနဲ့ပတ်သက်ပြီးငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်တွေကပြန်လည်ပေးဆက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒီပုံမှာကပြေးခဲ့တဲ့ဇွန်လလောက်ကွန်ပိုင်းကမှလွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကိုပြန်လည်ပြင်ဆင်တဲ့အခါမှာကိုစလေလောင်းရည်ချင်းတတ်မှတ်ချက်တွေကိုအစ်စ်ထက်သူထည့်သွင်းခဲ့တာပါ။ အခုရေကောက်ဘဲမှာဆိုရင်လွတ်တော်ကိုစလဲစုစုပေါင်း9023ဦးတဲကဥပဒေနဲ့မညီလို့ပယ်ဖျက်ခဲ့ရတဲ့ကိုစလဲလုံး86ဦးရှိတယ်လို့ကော်မရှင်ကပြောပါရယ်ဒေါ်သက်သက်ခိုင်လည်းအဲ့ဒီ86ဦးထဲမှာပါဝင်သွားတာပေါ့နော်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ဒီပုံမှန်ရှိကကြီးဟာရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့ပဲထိုင်ရိုက်သက်ဆိုင်ပြီးနိုင်ငံရေးပါတီနဲ့တော့အကျုံးဝင်ဘူးလို့ကော်မရှင်စီကသိရပါရယ်ဒါကြောင့်ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင် PPP ပါတီကတော့ဆက်လက်ရည်တည်ပိုင်ခွင့်ရှိနေအောင်မယ်လို့ နားလည်ရပါတယ်ဒီတော့ပါတီကတော့ဆက်သွားမှာပေါ့နော်လက်ရှိချိန်ဒီတော့စစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့ဖြေဆိုချက်တွေနဲ့ပတ်သက်လို့ဒေါ်သက်ခိုင်ဘက်ကသုံးတရားတုံ့ပြန်လာမှာမရှိသေးပါဘူးတဲ့ဒေါ်သက်ခိုင်ကအာနာသိန်းစစ်တပ်ရဲ့မတရားဖမ်းဆီးတာခံနေရတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့နှုတ်ဦးဟာနိုင်ငံရေးကျင်းသားများတွေမဟုတ်ပဲအဂတိလိုက်စားလို့ထောင်ချခံနေရတဲ့သူတွေဖြစ်တယ်လို့လည်းမကြသေးခင်ကမှဆွဆွဲပြောဆိုခဲ့သေးတာပါရန်ကုန်မြို့စီရိုနာဟိုတယ်မှာအော်တိုဘားလာရှေ့ရဲ့မနက်ကပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာပေါ်ပူလာသတင်းဌာနကဦးမြတ်ခိုင်က PPP ပါတီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ဦးဝင်းထိန်တို့လွတ်မြောက်ဖို့တောင်းဆိုသွားမှာလာဆိုတဲ့မေးခွန်းကိုပါတီခေါင်းဆောင်ဒေါ်သက်ခိုင်ကပြောဆိုခဲ့တာပါနိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှားတွေကနိုင်ငံရေးပုံမှားတွေမဟုတ်ပါဘူးအစိုးရဖြစ်မှုတဲ့အချိန်မှာအကျဉ်းပြတ်ချစားတဲ့ပုံမှားတွေနဲ့ပြစ်ဒဏ်ကြခံနေရတာပါ ။ဘာလို့အဲ့ဒါကိုကျမကပြောနိုင်လဲဆိုတော့ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စပေါ့။လူတိုင်းလည်းသိပါတယ်။ဒါကတော့ဘာပုံမှားတွေလဲဆိုတာထောင်နဲ့ဘလောက်ကျနေလဲဆိုတာလို့ပြောဆိုခဲ့တာပါ။ဒေါက်ဆန်စုကြည်ကိုဥဖြိုမင်းသိန်းကအမေရိကန်ဒေါ်လာ6သိန်းနဲ့ရွှေ9ပိတ်တာပေးခဲ့တယ်ဆိုပြီးစစ်ကောင်စီကတဖက်သက်ဆွဆွဲပြီးအဂတိလိုက်စားမှုနဲ့ထောင်နဲ့ချမှတ်ခဲ့တာဖြစ်ပြီးဒီရွှေတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကအခုချိန်ထိတက်တည်မပြနိုင်သေးပါဘူး။ဒီဆွဆွဲချက်တွေဟာအတိတ်ပဲရှိတဲ့အကြောင်း ဒေါ်ဆန်းစုကြည်ဘက်ကငင်းဆိုထားသလိုမြန်မာပြည်သူအများစုကရောနိုင်ငံတကာတိုင်းဝမ်ကပါနိုင်ငံရေးလှုပ်ကြံမှုအဖြစ်သတ်မှတ်ရှုမြင်ထားတာဖြစ်ပါတယ်။ပြည်သူတွေတဘာဝဘေးရန်တွေကြုံတဲ့အခါအရေးပေါ်အုံပြုဖို့ရဲရင်ဝယ်ယူမှုနဲ့ပတ်သက်ပြီးလေဒေါ်ဆန်းစုကြည်ကိုပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တသက်ခိုင်ကပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။ကိုဗစ်တော့ရန်မုံငွေထရီလီယံနဲ့ချီပြီးရတယ်။အဲ့လိုရတာကိုအစိုးရလုပ်တဲ့သူတွေကဟက်စကီဝယ်တယ်၊သူ့ကောင်းစင်နဲ့မကိုက်ဘဲသုံးခဲ့ကြတယ်။ ပြီးတော့မလို့အပ်တဲ့လေလွင့်နဲ့တုံးခဲ့ကြတယ်ဒါရီစစ်စေးပေါ်ပေါက်တယ် husky စီးဘောကအန်တီဒေါန်ဆန်းစုကြည်နိုင်ငံတော်ပိုင်းရဲရင်ဝဲတာပေါ့အလေလွင့်များတယ်ဆိုတာစစ်စေးပေါ်ပေါက်တာတွေရှိတယ်နောက်ဆုံးဘသူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်တိုင်းပင်ခံပို့ကူကတာဝန်ခံတာပေါ့ဒါကကျွန်မကိုတွေ့နိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားလို့ခေါင်းစဉ်တက်ပေမဲ့တကယ်တော့အကျင့်ပြတ်ခြားစားမှုပုံမှန်တွေနဲ့အရေးယူခံထားတဲ့သူတွေပါလို့ပြောဆိုခဲ့ပါသေးတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီလက်ထက် မိုခါရာဂီမုံတိုင်းရေပင်းမှာရရှိတဲ့အလူငွေတွေဟာလဲ NLD လက်ထက်ကလို့မဟုတ်ပဲတုံးလို့မကွာပိုရှန်နေရဲ့လို့ဖားရပြောဆိုခဲ့သေးတာပါအဲနောက်သူမကိုဘောမလို့ပြောလဲမနာကြောင်းဘောဆက်မနေဦးမလို့လဲတတိရှိရှိပြောဆိုခဲ့တာကြောင်းမတ်ပန်ဆယ်လိုက68 resident မျိုးပဲ69 resident လာဆိုရင်တသက်ခံလို့နှစ်ပြားပဲကြံပါကျွေးတူလို့ခွေးရှူရအောင်လဲခွေးကမရှိအမေမင်းအန်တီတက်ရဲ့ကျွေးထူမတ်ပူတမ်းများမရဘောမပေမဲ့ဘေးကံ ကွင်းပြင်ထုတ်ခန့်ရပါတဲ့ဘောပြမရပြိုင်လို့ရလဲနိုင်မမမဟုတ်တာကျွေးထူတာလူတီသွားတာပဲဖက်တင်သွားတာပေါ့ကောင်းတယ်လားစဉ်အိမ်ကျွေးရှိရာစိတ်ညစ်နေတာဒေါ်သက်သက်ခန့်မြင်မှမိုတီတက်သွားကြောင်းကျွေးထူလို့ရွေးကောက်ပွဲဝင်ပြန်ရသူကြီးတကွင်းလုံးပတ်ကံဖို့နေနေသသာကွင်းထဲတော့အဝင်မခံဘူးတဲ့ရှက်ရှက်ဆိုကသက်သက်ခန့်ပြေကိုလောင်ပြောင်ထားတာပဲဖြစ်ပါတယ်အန်ကန်အောင်ကလည်းအမေသက်ဘွားကလည်းအဖြစ်ဆိုးကြောင်းရွေးကောက်ပွဲဝင်ခွင့်မရှိကြောင်း UEC ကဒီညနေမှာပဲတရားဝင်ကြေညာသွားတယ် အကျွေးကလည်းတရားဘီလီယံရှိတယ်။ကွန်ဒိုတွေလည်းရောင်းမထွက်ဆက်မဆောင်နိုင်။ကျိုးပွင့်ပေးထားသူတွေကလည်းတရားစွဲကြအောင်ပဲ။ရဲဦးဖြုတ်ရောင်းပြီးအကျွေးဆက်ရောင်းကလည်းအန်ကယ်အောင်ကျော်ဝင်းကရဲဦးမပါဆိုကတသက်ခံဖြစ်ကိုလောင်ပြောင်ထားပြန်တာပါ။ဆက်လက်ပြီးအမေရိကန်ငြိမ်းချမ်းခေါ်သမီးဆိုသူဖြစ်လေဆိုမာလီငြိမ်းချမ်းဆိုသူမျိုးသမီးဟာအော်တိုဘာလ12ရက်မနက်ပိုင်းကရန်ကုန်လေစိမ့်မှာထိမ့်သိမ့်ခံရပြီနော်။တရင်စားနာတော်ထပ်မံတွက်ပေါ်လာခြင်းမရှိတော့တာပဲဖြစ်ပါတယ်။အမေရိကန်မှာနေထိုင်တဲ့သမီးဆိုဟာ ပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းမြန်မာနိုင်ငံကိုပြန်လာချိန်မှာသူမစော်ကားပြောဆိုခဲ့မှုတွေအေတင်ကိုကိုထိတ်တရင်မဆိုင်ပဲရှောင်ပြင်းနေတာကြောင့်မန္တလေးတိုင်းပြင်းလွင်ရဲစခန်းမှာဆက်သွယ်ဥပဒေပုံမှ66ကာဂျီနဲ့အမှုဖွင့်ခံထားရကနေယခုကဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။သူမအမေရိကမှာနေထိုင်စဉ်မိဘကြီးကိုလည်းထောင်ချအောင်လှုပ်ဆော်ခဲ့တယ်လို့ဝင်းမုံရွှေကိုလည်းသူ့လောက်တော့မလာဘူးလို့ပြောကြခဲ့သေးတာပါ။အဲနောက်သမီးဆိုးကို905ကာဂျီဖမ်းရမ်းနဲ့စွဲချက်တင်လိုက်တာနဲ့ပတ်သက်ပြီး မတ်ပန်ဆယ်လိုကပါစင်နယ်ဖြစ်တဲ့ပြဿနာကိုခြေခံပြီးနိုင်ငံရေးပုံမှန်တက်တာကစောက်တဲ့ရဲ့စောက်ကျင်ရုံမှုကိုမြင်သာထင်သာရှိစေကြောင်းဖိုးမျိုးသမီးနဲ့ပြဿနာတက်တဲ့ကိစ္စက66ကားကြီးပဲပုံမှန်တက်ရမှာကို905တက်ရအောင်ဒီဟာမကဘယ်တော့မှတွန်လိုင်းဘက်ကမဟုတ်တလို့စောက်ပုမရဖေးလို့မရတဲ့မိကျူကလည်းနိုင်ငံတော်မဟုတ်ကြောင်းသတင်းစာတွေထည့်ကြညာတာက CRB NUG နဲ့ချိတ်ဆက်ပြီးတွန်လိုင်းလို့905ပုံမှန်နဲ့ရေးယူတဲ့ဘာညာကလိန်ကြတာ အဲ့ဒါကဘောမမရေမရောတဲ့ဘောမစစ်စစ်ပါလေအန်ယူဂျီနဲ့ချိတ်ဆက်ရအောင်အန်ယူဂျီကယွန်တက်တယ်မတက်မရတယ်မပြောတင်ကြောင်းကိုနဲ့အဲအာမကရန်သူတွေဒါမှမဟုတ်စစ်တပ်နေနဲ့အဲ့လောက်ကလိန်ခြုံကြတာမျိုးじゃခံစားလို့မရဘူး66ကောက်ကကြီးနဲ့နင်တို့ဘာသာဗနန်နဲ့ချချစိတ်မချလို့တသက်လုံးပဲခေါ်ထားတာနားရည်တယ်စစ်တပ်စီကဘာလို့ချက်တဲ့မျိုးကမှမျော်လင့်မထားပေမဲ့ဒီလိုဘောမကိုတော့တစ်ချက်လောက်မှားပြီးမိကျူအစီကိုင်းမိတာအခုလို့ဗေဒဲဆိုတော့ အမျက်ကတော့တွန်လင်းအစမှာရောရောင်လက်သုံးချောင်းထောင်ပြီးပြည်ရင်းပြန်လှူစားနေတာနဲ့တွန်လင်းကိုဆောက်ဖောင်းသူပန်ဆယ်လို့ကိုရန်လိုပြတဲ့ဟာစားတွေဒီကိစ္စမှာအပိုင်းသက်ဇက်သိမ်းပြီးဟိုပင်ဒီပင်ကူးပါတယ်မြောက်ကြီးဖင်ထောင်ကျဲဖြစ်သွားကြတာကိုပဲပရစ်စပယ်ရမမျှတာတော့ကိုမမျှတာဘူးပြောတာ personal feeling ကတော့ဆောင်ရမ်းပျော်တယ်လေဆိုကပြည်ရင်းပြန်ဝင်ပြီးအမှုပညာလို့လှုပ်ချင်လို့တော်လန်ဘတ်တော်သားတွေကိုအကျမ်းဘတ်တခိုးတွေလို့ဆွဆွဲခဲ့ဘူးသူအုတ်ကမင်းမောင်ကိုလည်း ပပလေးပုတ်ထားပြန်တာပဲဖြစ်ပါတယ်။အုတ်ကမင်းမအောင်ဆိုရင်လဲသမီးစိုးဖန်းစီထင်းထင်းခံရပြီးကမှအာနာသိန်းကစားကလက်သုံးချောင်းထောင်ကစစ်တပ်နဲ့ရဲကိုတွေးတာနဲ့တရွေးနဲ့ထွေးကျင်တယ်လို့ပြောခဲ့ဘူးတဲ့၎င်းနေနဲ့လေညမာဘီကိုပြန်သွားလို့မဖြစ်နိုင်တော့မဲ့တရှိသွားပြီးနောက်အတန်းပဲစစ်တပ်ကသမီးစိုးကိုမတရားဖမ်းဆီးထားပါတယ်လို့သုံးလုံးကသမီးစိုးအတွက်စပီကောက်လှုပ်လာခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးမပန်ဆယ်လိုကမြောင်းခေါ်0ခေါ်0နဲ့တယောက် မဲဆောင်မှာဘတ်သိန်း30တန်းအိမ်ဝယ်ထားကြောင်းကိုဖော်ထုတ်လာခဲ့တာပဲဖြစ်ပါတယ်။ကိုကို US နေရာမျိုးမှာအတွင်းနဲ့အိမ်ဝယ်လို့ဆိုပြီးနေစဉ်ရက်ဆက်တိုက်ခိုက်နေတဲ့ကောင်မဲဆောင်မဲတောင်မှာဘတ်သိန်း30တန်းအိမ်တလုံး cash down ပေးဝယ်လိုက်တယ်တဲ့။ဒေါ်လဲမတိုင်ကရတနာလုပ်ငန်း၊ရိုးရာထည်လုပ်ငန်း၊ Digital Marketing Agency Owner လုပ်ငန်း3-4ခုရှိတဲ့ကိုကအမေရိကမှာအကျွေးနဲ့အိမ်ဝယ်တာမရိုးသားပါဘူးလို့စွပ်စွဲကြသူတွေကဒေါ်လဲမတိုင်ကလမ်းဘေးမှာအတုံးဆုံးရောင်းတဲ့ကောင်က ဘတ်သိန်း20တန်းအိမ်ဝယ်တော့ဘာတမ်းမှမထွက်ရကြဘူး။ဒါကြောင့်လေကိုကအကောင်းဆုံးစူးစမ်းအပြင်းထန်ဆုံးတောင်းခံပြေးတဲ့နောက်အရာအလုံးလွတ်ချပြုံပြုံကြီးဘေးထွက်ထိုင်ကြည့်နေတော့တာတန်ရတန်ရရကြဇဒန်းဘော့ွယ်ဆိုကရေးသားလာပြီးနောက်မြောင်ခိုးပုံခိုးနီကိုလည်းပြောပြလာခဲ့တာပါ။မြေပြင်မှာတိုက်နေရဆိုပြီးတော်ရဲခဏတော့ live လွှင့်နေ KND ကိုရဲဘော်တွေကိုပြပြီးအလူခံနေပြည်သူတွေလူတဲ့ပတ်စံတွေဝယ်ထားတဲ့လက်နက်တွေကိုသူ့လက်နက်ဆိုပြီးလက်နက်ကင်ချင်းပြန်ရောင်းစားပြစ်တယ် အာနာမသိန်းခင်ကလမ်းဘေးမှာအတုံးဆုံးရောင်းတာအခုဘတ်သိန်း20တန်းအိမ်ထိုင်းမှာဝဲပြစ်လိုက်တယ်။ပန်ဆယ်လို့ကိုအကျွေးနဲ့အိမ်ဝဲလို့ဆိုပြီးနေတိုင်းပို့စင်ဆဲပြနေတာကိုကြွေပြီးကိုစည်းကိုစည်းဆိုပြီးဝိုင်းမြောက်ပေးတဲ့ကောင်တွေကိုဇီးတင်ပေးသွားပုံလေးတကွက်ဒီကောင်က Project Dragon Fly ကိုတိုက်ခိုက်ပြီးကို့ဟိတ်တာတွေကိုလူစုနာမည်ယူသွားတာ Dragon Fly ကိုတိုက်ခိုက်ရတဲ့အကြောင်းရင်းကဒီလို Project Dragon Fly ကရရှိတဲ့ဒေါ်လာ1သန်းနဲ့အမေရိကပစ္စည်းဝယ်မဲ့ဒေါ်လာ၄သန်းစုစုပေါင်းဒေါ်လာ6သန်းကျော်ဘူးက ထိုင်းကလက်နဲ့ကုန်းတယ်ရေပါဆန့်စားခြင်းတဲ့ကောင်တွေဝိုင်းသိကြကြတာဒေါ်လာ6တန်းရဲ့5%ဆိုရင်ပဲစဉ်းစားကြည့်ငိုဒီမပြောနဲ့ကိုရီစီချင်းကက်လာတဲ့ပါဆန့်မျောတရောင်းစားတွေနဲမမနေပဲဟာဒီကောင်က DF ကိစ္စမှာလက်နဲ့ပွဲစားပါဆန့်စားဖို့ဝင်လောက်တာမှာငိုဒီကမရွေးလို့ DF ကိုအကြောင်းပြုပြီးကိုကိုနေတိုင်းတိုက်ခိုက်တာကိုရီကဝေဝေးကိစ္စတွေဝင်လဲမပါပြောခွင့်လည်းမရှိတော့ဒီကောင်မဟုတ်တန်းတရားတွေပြောသမျှယုံသူကယုံမြေပြင်ကရဲဘော်တွေတွတ်ဆိုပြီး အလူခန္ဓာရဲ့လက်နက်တွေပြန်ရောင်းစားခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေစီကကားကိုပါလိမ့်အာနာမသိန်းခင်ကလမ်းဘေးအတုံရောင်းစားတဲ့ကောင်ကယာမဟာဆိုင်ကယ်အမြင့်ကောင်းစားကြီးတဝီဝီဘတ်သိန်း20တဲ့အင်ဂျီကတ်စတောင်းဝဲကားရီအငှားချကားထားဖို့ချမ်းမဝဲထားသေးတာတဲ့ကိုကိုဘလိုကောင်တွေတိုက်ခိုက်ခဲ့ကြရလဲဆိုတာယာစဝင်ပြန်လည်ပေးတာဆိုကဇီးနဲ့ဝဲထားတဲ့အိမ်ပုံနဲ့တကွဖော်ပြလာခဲ့တာပါပထမပုံကတော်လိုင်းအစမဲဆောင်ရောက်ခါစမှာဒီကောင်ငှားနေရတဲ့လိုင်းကန် ုတိယဘုံကအခုဘတ်သိန်း20နဲ့ကတ်စတောင်းဝယ်လိုက်တဲ့အိမ်နဲ့မဲဆောင်မှာဘာလုံးမှမလုပ်ဘာစည်းဝါးမှမရှိပဲတောထဲမှာတွန်လိုင်းလုံးနေရဆိုတဲ့ကောင်ကဘဲကငွေနဲ့ဝယ်တာလေမဲဆောင်မှာ business တွေကောင်းနေတင်တယ်မခေါ်ကြဘူးနဲ့ဆိုကရေးသားထားပြီနော်သူမကတော့ဝစ်ကိုယုံကြည်ကြောင်းဒါပေမဲ့ဝစ်ဆိုတာမြ мян လေဖို့ကိုယ်တိုင်လှည့်ပေးရလို့ပိုယုံကြည်တာပါတဲ့တွန်လိုင်းမှာကိုယ့်ရဲ့အကြီးဆုံးအင်အားဖြစ်တဲ့ထောက်ပို့ကိစ္စကိုပါအပြည့်အဝရက်ချလိုက်တဲ့ဆိုကြဲကကိုဘာတွေလှုပ်တော့မယ်ဘလို့ထိစိတ်ပိုင်းဖြတ်ထားရဆိုတာသိကြဖို့လိုကြောင်း ကဲ IP ပန်ပန်လဲလာပြီဆိုကတွေးကြော်ထားတာပဲဖြစ်ပါတယ်။အဲနောက်မြအောင်က ရန်ကုန်မှာလဲမြေကွက်လေးကွက်ဝယ်ထားကြောင်းကိုလဲမတ်ပန်ဆယ်လိုကမြောက်တကောမှာအင်ဂျင်အင်ကောင်ကားတဝေနဲ့သူမနေနေချင်းလမ်းဘေးမှာလှဲနေအတုံးဆောင်ရောင်းနေရတဲ့ကောင်စားကတော်လဲကာလာကြမှာသူမကိုနေစဉ်နေတိုင်းတခိုးဆူဆွဲခဲ့တာကိုအခဲမကြီးကြောင်းဒီနေ့ဖော်ထုတ်မှာကဒီကောင်ရဲ့မြောက်တကောကခြံကွက်လေးကွက်အကြောင်းမှာတဲ့မဲဆောင်မှာဘက်သိန်း20နဲ့အင်ကိုကက်စတောင်းဝယ်ရုံမကမြောက်တကောမှာဒီကောင်မိသားစုနာမည်နဲ့ ခြံကွက်၄ကွက်ဝယ်ထားရဆိုတာပဲတောထဲမှာစစ်ကောင်စီကိုလက်နက်ကင်တိုက်နေပါတယ်ဆိုတဲ့ကောင်ရဲ့မိသားစုတွေကရန်ကုန်မှာအေးဆေးပဲတဲ့မြေကွက်တွေပတ်ဝင်နေတာနံပါတ်၁မြေကွက်မြောက်တကုံ33ရက်ကွက်ကြောက်စိမ်းလမ်းမပေါ်ဈေးဘက်ချမ်းမှာမြေကွက်တကွက်2020နှစ်မှာဝယ်တာနံပါတ်၂မြေကွက်မြောက်တကုံ33ရက်ကွက်ကြောက်စိမ်းလမ်းမပေါ်အမကလေးစာတင်ကြောင့်မျက်စောင်းထုံးမှာမြေကွက်တကွက်2023နှစ်ဦးပိုင်းကဝယ်တယ်အခုအဲ့နေရာမှာဆိုင်ကန်းဆောက်ပြီးအလှပြင်ဆိုင်ငှားစားထားတယ် နံပါတ်3မြေကွက်မြောက်တကုံ33ရက်ကွက်အမကလေးစာတင်ကြောင်းဘေးလန်ဇပူချွေးလမ်းမတကွက်နံပါတ်4မြေကွက်ဗရမယာလမ်းသွဲနှစ်လမ်းထဲမှာရေရင်းအိမ်ပါတကွက်ကျောင်းဖယ်ရီကားလည်းထောင်ထားသေးတာဝယ်ထားတာတွေကသူ့မနတ်စီရဲ့နာမည်နဲ့ဝယ်တယ် NS ရဲ့ယောက်ျားကရဲခွေ3ရက်ကဲဒါကတော့မဲဆောင်မှာဘာလို့ကင်စီးပွားမှမရှိပဲတော်လဲလုံးနေပါလေဆိုတဲ့ကောင်းရဲ့3-4နှစ်တွေပိုင်ဆိုင်မှုတွေမိဘကဈေးထဲမှာဆန်နှင်းမုံငြုပ်တိမုံရောင်းနေ2020ဒီဇင်ဘာအထိ လမ်းဘေးမှာအတုံးဆုံးရောင်းတဲ့ကောင်ကတော်လဲမှာပြည်သူတွေလှူထားတဲ့လက်နက်တွေရောင်းစားလက်နက်ပွဲစားလူပွဲစားလုပ် KNDO နာမည်၃အလူခံမြေပြင်ရဲဘော်တွေကိုလိန်ပြီးလှုပ်ရှားသွားတာကနေမဲဆောင်မှာဗန်းနှစ်တန်းနဲ့အိမ်တလုံးယာမဟာစိုက်ကဲအမြင့်ကြီးနဲ့ဗတ်သိန်းကြီးကာ၃လေးစီးနဲ့ကိုကိုတော်လဲမှာထောက်ဖို့လှုပ်လို့အုပ်စုဖွဲ့နေတိုင်းတိုက်ခိုက်ကြတဲ့ကောင်တွေတဲကတယောက်ရဲ့ဇာဟိတကဒီလိုဆိုတာတက်တည်ပြတာညင်းစံငါ့ကိုဆွဆွဲတော့ကလို့အပေါင်းအာရင်တန်တဲ့ညင်း တော်လိုင်းငွေနဲ့ရန်ကုန်မှာမြေခွက်တွေလိုက်ဝယ်နေတဲ့မိဘမောင်နှမ6ယောက်ကိုလည်းလိုအပ်ရင်ချပြပေးမှာပါတဲ့ဟိုတချင်းလေးဆိုနေနော်အလဲတဲ့တကောင်မိတကောင်လာမယ်ဆိုကဈေးနှဲတို့ချီးပန်းလောက်ကျိန်းပေါင်းထားပြီတိုက်ပွဲတိုက်နေလို့ထင်အောင်ရဲဘော်တွေကို live လွှင့်ရင်ဘေးနားမှာခေါ်ထားကြောင်းရဲဘော်တွေကိုအိမ်မှာခိုင်းနေခလေးကြိုခိုင်းနေထိုးကြိတ်တယ်노ပန်သူကထိုးမယ်ဆိုတော့ထွက်ပြေးတယ်အဖွဲစည်းကလူတွေအိမ်လိုက်လာတော့ရဲခုံငိုပြတယ်ကြာကိုစီစားမကုန်တဲ့ဘော်ဒီနဲ့နေအတော်နဲ့ နာမည်ပြောင်းစင်းဇီးနွယ်လို့ပန်ဆယ်လို့ကိုရံပြန်တွေ့တာ comment box ကြီးပိတ်ထားတယ်။တားကြီးလဲမလားငါအပြားနဲ့နှစ်ဦးစမုတ်ဇားရှိအောင်ပါဇီးနွယ်ရာ။노ဘန်တို့ကဇီးနွယ်ကိုထိုးမဲ့ကျိမ့်မဲ့ဘာလို့ဖြစ်တာလဲမသိတာနဲ့ဘောလာတကောင်ကိုသွားမေးကြည့်တာဇီးနွယ်ကဘေခိုးရှူလို့တဲ့ဘေက노ဘန်ဘေးတဲ့အေးကွာ노ဘန်ထိုးလဲထိုးကျင်စရာဖီးဇီးနွယ်တို့နွဲပုံလေးကလည်းအဆန်းမသိရင်တော့ထဲမှာတိုက်နေပါဆိုတဲ့အထားတော့လေတော့ live လွှင့်ရတာမော ရဲဘော်တွေကိုယူနီဖောင်းနဲ့ live ထဲပေါင်းရိုက်ရိုက်ပြပေးအလှခံတာ2020နဲ့2023လောက်ထိတောထဲမှာလို့လို့ဘာလို့လို့ပုံဖမ်းတာတကယ်တမ်းကဇီးနွေးတို့မဲဆောက်ကိုပြေးတာရဲတိကြပြောရရင်2021ဒီဇင်ဘာ15ရက်နေ့ဘာဖြစ်လို့လဲဆိုတော့လေးကေကွန်မှာပထမဆုံးတိုက်ပွဲဖြစ်တဲ့နေကလေးကကြာကိုစီ စားမကုန်တဲ့ဘော်ဒီကြီးနဲ့မှုံနေအောင်ပြေးတာလက်လက်ကင်တိုက်နေတဲ့ဖက်ကန်းကရဲဘော်တွေကိုမှမချက်ကွာဇီးနွေးဇီးနွေးရှိပါလို့ရောက်ကြဖြစ်နေတာရဲရဲကြောက်ပြလိုက်စမ်းတားကြီး ကောမန့်ကြီးပိတ်ပြီးဒီလိုလို့ကနင်တို့တစ်ဖက်လုံးနဲ့ငါးတယောက်ထင်းနဲ့ကြကြရဗတဲ့ဆိုင်ကြရအောင်ဗန်နယောက်ဖြစ်ဖြစ်ကွာနင်တို့အုပ်စုလိုက်စွမ်းရှိတဲ့လောက်ဖိုက်ကွာငါဘက်ကငါးတယောက်ထဲကွာတခုပဲမျက်မျက်တက်တာလေးဖြစ်အောင်ကောမန့်လေးတော့တက်တိလေးမွေးပြီးဖွင့်ကြလေဒီတိုင်းကြီးကြပဲ့တာပေါ့သုံးတော်ဝဲမိမတယောက်ကိုအတောင်20ဝက်အထီးတအုပ်အမတအုပ်နဲ့မထီမမတွေပါပေါင်းကြိုက်တာကောမန့်ကြီးမဖွင့်ရဲဘူးဆိုတော့ကနင်တို့စာငါရှက်လို့ကွာလာပါခမ်းမွန်ခမ်းမွန်ဟာရဆိုကွာ ဇီးနွယ်ရုပ်ဖွဲ့ကိုစိန်ခေါ်ထားတာပဲဖြစ်ပါတယ်ဒီသတင်းကြောင့်လေကတော့ပါပဲခင်ဗျာအားလုံးပဲကိုရိုးစိတ်ပါချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ